ီနေ့အတွက်ကတော့ငါလုံးချော်ချော်နေနေပြောပြမယ်နော်ပထမဆုံးငါမျိုးစားကစိုက်တဲ့ငါမျိုးစားတုံးလို့ရပါရဲ့ဒီမှာတော့ငချင်းပြုတ်ပဲတုံးထားပါတယ်ငချင်းပြုတ်ကိုတစ်ချမ်းဟိုနှွေမေးပါမယ်ဒါကကြီးရဲ့အတွက်ကြောင့်မလို့တစ်ချမ်းပဲတုံးပါမယ်သူ့အတွက်စားရယ်ဆန်နှွေးမှုန်ရယ်နေပြီးတော့စလုံးလေးထဲမှာနှက်ထားပါမယ် ြီးရင်တော့သူ့ကိုရေခမ်းပြုတ်ပေးပါမယ်နူးသွားအောင်လို့ကြက်သွားအောင်လို့ပါရေခမ်းပြုတ်မှာအချိုတက်တွေမထွက်မှာပေါ့နော်အဲ့တော့ရေခမ်းပြုတ်ပေးပါမယ်ပြီးရင်တော့အဲကြက်သုံးဖြူလေးတွေထောင်းပေးပါမယ်ညက်သွားအောင်လို့ထောင်းပေးပါမယ်ငါကိုခုနကပြုတ်ထားတဲ့ငါလေးတွေကိုအယုံမပအောင်လို့နှိမ်ပေးပါမယ် ဒီနီလာလေးကအသက်ကြီးရဲ့ဘိုးရဲ့ဘွားရဲ့စားလဲရရဲ့လူငယ်လေးအယိုးဆူးမှကြောက်တဲ့မိမိတွေအတွက်လည်းဒီနီလာလေးလှုပ်ပြီးတော့ကလေးတွေကိုကြောင်းကိုထမင်းကြိုက်ထည့်ပေးလို့ရပါရဲ့စိတ်ရှိလက်ရှိနဲ့ပေါ့နော်အယိုးမပအောင်လို့နှင်ပေးပါမယ်အရသာအတွက်စားလေးငရုတ်ကောင်းလေးတရုတ်ကပြရင်လေးထည့်နေပေးပါမယ်ငရုတ်ကောင်းထည့်နေခြင်းကငါးညိနှံကိုဖုံးသွားအောင်လို့ပါ ယူရရင်တော့နှံ့သွားအောင်လို့လမ်းလေးနဲ့ပဲနေပေးပါမယ်ကျုပ်လေးတလုံးပါပေါက်ထည့်ပြီးပါမယ်။ကြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကော်မုန်လေးထည့်ပါမယ်။မွှေးတဆိတ်ကိုတုံးထားပါရဲ့။ကော်မုန်လေးထည့်ပြီးသွားရင်ခုနကအတိုင်းပဲနာလေးနဲ့ယော်သွားအောင်လို့တစ်ခါနဲ့နေပေးပါမယ်။ပြီးရင်ဘူးလေးထဲမှာထည့်ပြီးတင်ထားလို့လည်းရတယ်လို့တစ်ခါနဲ့တန်းကြော်လို့လည်းရပါရဲ့။ ပြီးရင်ဒဲဦးလေးတဲကို စီထဲပါမယ်စီပူအောင်စောင့်ပါမယ်ဗောနောစီပူမှာကြော်လို့ခေါင်းတာပါဒါကပူလေးနဲ့ထည့်တင်ထားတဲ့အနေထားလေးကိုပြပြထားတာပါပြီးရင်ဒဲဦးလေးတဲကိုကိုချိုက်တဲ့အနေထားလေးလုံပြီးတော့ကြော်ပေးပါမယ်ညီသွားပြီဆိုရင်တော့တဖန်လှန်ပေးပါမယ်ဒီလိုမျိုးအနေထားဆိုရင်ချက်ပြီးပေါ့နော်ထိထရေအောင်လို့ကြောက်အောင်လို့လည်းကြော်လို့ရပါတယ်။လိုက်လှုပ်စားကြည့်ပါအောင်နော်အရင်စားလို့ကောင်းပါရဲ့။